မင်္ဂလာပါကျွန်တော်ရဲ့ Notaiga Channel ရဲ့နေ့စဉ်ဖန်ပြန်နေပြီကြိုဆိုပါရစေကျွန်တော်ရဲ့ Channel ကိုနေ့ရက်တိုင်းအပိတ်ကြည့်ရှုပြီးရတူတိုင်းလည်းအထူးယူတင်တယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့် video လေးကတော့ကိုစီကိုနိုင်ငံတို့ရဲ့ reaction လေးပဲဖြစ်တယ်အတူတကွာကြည့်ရှုနားဆင်ကြရအောင်ကထုံးစံအတိုင်းနော်အရေးကြုံငပောက်ကဟောင်းထားပြန်ပြီတဲ့ဘာတွေဟောင်းထားလဲကြည့်သွားမှကျွန်တော်တို့နော်ဟောင်းတော့လည်းခင်ပါကဒီကနေ့က29ရက် ခုလပိုင်း2000နဲ့မှ25ဖြစ်ပါလေကအမျိုးတွေမျိုးတွေဖြစ်ချင်နေပေါ့နော်အားလုံးဖြစ်ချင်နေအတိုင်းဒါပေါ့နော်အားလုံးဖြစ်ချင်လာလူတို့များအားလုံးကဖြစ်ချင်နေဆိုရင်ညီမပြည့်ရင်များဆိုငင်းကြမ်းသိချင်ပြီအကြက်ဖက်အန္တရာယ်ပြပါလေအများဆုံးကင်းဝေးခြင်းပေါ့ဗျာအဲ့တော့မျိုးတွေဖြစ်ချင်နေအတိုင်းဒါတကူက2025မကုန်ခင်မှာဖြစ်ဖို့ကတော့တော်တော်ကြီးများပါပါကြဘာဖြစ်လဲဆိုလို့ရှိရင်ဒါကြောင်မဲ့လို့ဒီဘောလို့ဒါအချင်းတို့အတွက်မှာဒါရှာပါတော့ကြောင်မဲ့ဆိုလို့ရှိရင်ဒါရရလိုက်။အော်မရသေးဘူးလား။ မင်းတို့အော်နေတာရပြီကြအော်နေကြပြီဘူးလို့မရသေးဘူးလားအော်အေးအေးအဲ့နာတွေကပထမဘလူးဘလူးအုတ်ထုတ်မှုအောက်ကလေဟုတ်လားတေးအုတ်ထုတ်မှုအောက်ကရင်မင်းတို့ပြန်တိုက်တာလားဟမ်ရလို့ဒီပါလို့ဖြစ်နေပြီလဲပြောလို့ရပါဗျာနော်ကြောင်မဲမှာဆိုရင်ဘယ်လောက်နေတာဒီဘလူးထွက်တက်ထားတဲ့ဒီလိုဘယ်လောက်အလန်နေပေါ့နော် PDF ဆန်တော့မဟုတ် PDF ကတော့အရှိကမ်းပဲနော်ဒီအလန်မျိုးဖြုတ်ပြီးမှဒီဒီဘောနာဒီဒီဘောနဲ့ကြောင်မဲချားတွေကိုသူတို့ဆုတ်ခွာသွားပါလိမ့်မယ်နော် အဲ့တော့ဒုက္ခသွားရဖြစ်တဲ့အတွက်ဒုက္ခသွားရဖြစ်တဲ့အတွက်သူကချိန်နေမှဟန်လို့သူတို့မှအဲ့ဒီတီဘောတဲ့အကြောင်းမဲလေးပြန်ရဖို့တော့ဘယ်နဲ့လှရှိနေတယ်မသိဘူးနော်ဒုက္ခအဲ့အဲ့ဒါကိုသူတို့က2025မှာနိုင်ပဲလေအေးဘဟုတ်တယ်2025ပွဲပြတ်မယ်ပြောတာသူတို့နိုင်တာကိုပြောတာပွဲပြတ်မယ်ပြောတာပွဲဆုပ်ပါခြင်းဖြစ်ပါလိမ့်မယ်နော် အာနောက်လက်မတော်ကိုလည်းဒါအတူတူအတန်ကြားတာတော့ဒီငင်းကြိုင်ကလန်းမှုအနေထားလေးရှိတယ်ငင်းကြိုင်ကလန်းမှုတို့တွေတို့တို့သုတ်မပေါ်နမဆန်လို့ဘယ်လိုဘူးဒီနှစ်ခုပေးမယ်ပါကြောက်ချောက်ရတယ်လက်မတော်အနေနဲ့လည်းဘယ်တော့မှလက်ခံမှာမဟုတ်တော့ပါဘူးနော်ဘယ်တော့မှလက်ခံမဟုတ်ပါဘူးနော် မသိသူတို့စစ်တကအနိုင်ရနေသူတို့လို့အာငါစိတ်ညစ်တော့ကွာရုပ်တီနဲ့ပြောနေတာနော်မောင်မောင်ခေါ်တော့ကဗျာမထူပဲနဲ့ဟိတ်ကောင်းဆိုတော့ဘယ်အချိန်ကြီးကောင်းပါ့မလဲဟုတ်လားဘူးလက်ကြည့်တော့လို့ပဲဟုတ်လားပန်းပေးတော့ကတကယ်ပန်းပေးတော့ကတော့ဟုတ်လားလက်မခံမဲနဲ့ဂန်းပိကကြမှာလည်းကတော့ဘယ်အောင်လဲအခုမှအလုံးရင်းနေတဲ့အင်အားအလုံးရင်းနေတော့အဲ့ဒါမင်းတို့ပဲဟမ်လက်သုံးချောင်းထောင်ပြီးလူတို့ကောင်းကောင်းမွန်မွန်ဆန္ဒပြတဲ့အချိန်မင်းတို့ယူခဲ့တာမယူခဲ့ဘူးလေဟမ်ကန်းဆွဲပြီးတော့တော်လှန်မှမင်းတို့လက်ခံတာလေ အဲအဲ့ဒါအဲ့ဒါမင်းကိုယ့်ကိုပြန်ပြီးပြောနေငါပေါ့အဲ့ဒါမျိုးမင်းတို့ပညာမဲ့တွေရတယ်အဲ့ဒါပဲသူများကိုပြောခြင်းစိတ်ပဲမင်းတို့ကြီးတယ်ကိုယ့်ကိုဘာဖြစ်နေလဲကိုကဘယ်နေရာရောက်နေလဲမသိဘူးတစ်ဖက်ကပြောခြင်းစိတ်ပဲရှိတယ်ဟမ်ပန်းမင်းတို့ကမอยู่ပဲဂမ်းမင်းမှอยู่တယ်ဟုတ်လားဟမ်ဆန္ဒပြပြီးလက်တုံးချောင်းနဲ့ပြည်သူတွေလူစကားပြောခဲ့တော့ကမင်းတို့စော့ပေါက်တွေဘာဆို့ထားရလဲဟမ်အဲရငါပေါ့ဟမ်ရေကြုံကောင်းတင်ငန်းချွတ်ဆိုလည်းမချွတ်ရဲဘူးဘယ်ချွတ်ရဲမယ်စောက်ပင်းချိဝပိုက်ဖို့တင်ငန်းချွတ်လို့ရှိရင်ဟမ်မဲ့ ပါရာဇိတ်က၄ပါးလုံးမကြလားမကြလားကိုယ့်အောက်ကြည့်နော်ငပောက်ကိုဆရာတော်ဆရာတော်ဆိုပြီးလက်ခံတဲ့လူတွေတခါပြောလိုက်မယ်ခမားတို့တွေပါရာဇိတ်က၄ပါးဆိုတာတိလားအေးပါရာဇိတ်က၄ပါးဆိုတာမတိလစ်လားအဲ့ဒီပါရာဇိတ်က၄ပါးကြပြီးအဲ့ဒီပုပ်ကိုဟာတသက်လုံးဘယ်တော့မှယဟန်မဖြစ်တော့ဘူးအပယ်လားမကောင်နော်ဒါဖရားဟောနော်လစ်လားကြည့်အဲ့တော့ငပောက်လိုကောင်မျိုးကအဲ့ဒီပါရာဇိတ်က၄ပါးနဲ့ညှိလားမညှိလားဆိုတော့ဟိုဘက်ကြော်ကြနေတယ်ညှိပြီးတော့ညှိတဲ့အစ်စ်မဟုတ်ဘူးညှိပြီးတော့ဗာဖြစ်တယ်ကြော်ကြနေတာ အဲ့ဒီတော့အဲ့လိုကောင်မျိုးတွားပြီးတော့ဆရာတော်ဆရာတော်ပုံမှန်ပောက်ကိုတော့ပောက်ကိုတော့ဟမ်ပောက်ကိုတော့မဟုတ်ဘူးကောင်ပောက်ကိုတော့မလုံတာတွေရောပါလုံတာတွေရောဟုတ်လားတမလို့ဆိုတာကမလုံတင်းနေတာပါတကယ်လို့လို့ရှိရင်ဘယ်ဘယ်လွယ်ပါမလဲဟောအခုထိမလုံသေးဘူးအာနာလုနေတာ၄နှစ်ကျော်၅နှစ်တည်းရောက်လာပြီအခုထိတို့မလုံသေးဘူးရွာတွေပြာပုံမရှိတော့လေနော်ငါတို့မအုပ်ချုပ်ရတဲ့ဒေတာဘုံကျဲစေဆိုပြီးအကုန်လုံးအမုတ်အမုတ်လိုက်ချိန်တာနော်ခလေးတွေသေးတာ နော်ပုံထက်နေပြီဒါလည်းသူတို့တက်မတော့မလုပ်သေးဘူးတဲ့အင်းမှတ်ထားကြနော်တိလာနောင်နာနောင်နာတွေပြန်ပြောလို့ရအောင်လို့အဲ့ဒီဗီဒီယိုဖိုင်မျိုးတိတ်ထား တိလာနောက်တစ်ချိန်တို့နီးတွေမြစ်တွေတီးတွေတွတ်တွေကျွတ်တွေလက်ထက်ကြလို့ရှိရင်လေအဲပြောလို့ရအောင်လို့နော်အဲဒုခစ်ကလုံးကတော်နိုင်ရေးလုပ်တဲ့ချိန်အဲ့လိုမျိုးနိုင်ငံကိုအဲလူရုပ်မှာစစ်မိတ်စာကောင်တွေကအာဏာလုတဲ့အချိန်မှာပြည်သူတွေကမခံနိုင်လို့ပြန်လဲတော်နိုင်တဲ့အချိန်မှာအဲ့ဒါလိုအောက်တန်းစားမိတ်စာကောင်တွေကဒီလိုစကားတွေပြောခဲ့တာတားတို့ရေသမီးတို့ရေကြိတ်ထားအဲ့လိုရုပ်မာတဲ့စကားမျိုးကိုနေလို့တက်တက်ဘယ်တော့မှမပြောနဲ့ နော်နေလို့မွေးတာနဲ့တားတပြီလက်ထက်ကြရင်လည်းဘလို့အလုတ်မျိုးတွေမလုတ်ဖို့ကြိတ်ထားပါဆိုအကောင်လုံးကိုမျိုးဆက်နောင်လာမဲ့မျိုးဆက်တွေကိုပြရမယ်ဒီအကျိုးတော်မာတွေကိုမှတ်ထားမှတ်တမ်းတင်ထားတာတွေခင်ဗျားတို့တွေ့ကြည့်နေကြအခုဆိုလို့ရှိရင်ဒါအလင်းဝင်တဲ့တူတွေလက်နဲ့ချတဲ့တူတွေလည်းခင်ဗျားတို့တွေ့ spray နေရပါပဲအများကြီးပဲအများကြီးပဲနော်အများကြီးပဲတော်တော်ပြပါလားများအားလုံးကလည်းတော်တော်တရားတော့ပြပါနေလို့ဒီပါဇက်နဲ့ပဲပြောနေတာငါပေါ့မင်းမရှိဘူးလားဟမ်နေလို့ခစ်တက်ကဘာဖြစ်တယ်ခင်ဗျာခစ်တက်ကပုံနဲ့ video file နဲ့ ်နော်သွေးသက်တန်ရုံပုံနဲ့တင်လို့မြိုင် Telegram မှာတူတင်ပေးတယ်နော်အလေးဝင်လို့ရှိရင်လက်နက်နဲ့အလေးဝင်တယ်ဗတဲ့မျက်နှာမှာမွားထားဦးဒီမှာကိုပိုင်နံပါတ်မှာထုတ်ပြောထားတယ်မင်းတို့လည်းအဲ့လိုပြောလေအဲ PDF တက်ရင်ဘယ်တက်ရင်ဘလောက်ကနာမည်ဘလူပုံနဲ့ပြလေဟုတ်လားမဟုတ်လားကြည့်လို့ရရလေအဲ့အဲ့လိုအလေးဝင်တဲ့လူတွေကိုလက်ပြားနဲ့ထိစေအကြောင်းမရှိဘူးနော်သွားထိထိတတ်တာပြည်သူတွေကြီးမှာတကယ်မင်းတို့ဘက်ကမှန်လို့ရှိရင်ဟမ်ပြနိုင်လားပဲပြနိုင်လဲဖာကြတာဘလို့ပြလို့ရအောင်ဖာရင်းငပောက်လေငပောက်နာမည်ဖာရင်းငပောက်တိလား ူပေါင်းဆောင်ရွက်ထားတယ်တွေ့ရတယ်။ကုသင်းပြောရရင်တကောကလူကနေရတာကြောက်ရတာကသူတို့တွေကနေနေရတာလို့ဟုတ်လားနေရတာကြောက်တယ်။အဲ့တော့နေရတာကြောက်ကတော့စစ်တောင်းထိုးလို့ဆိုရင်ညပကြီးအထုတ်တရောခွေးတရောပြေးကြလားကလုံကလန်ကလုံကလန်ကလုံလှဲတရောနွားတရောဟုတ်လားအနည်းရတာကြောက်လို့ပြေးတာဟုတ်တယ်တိလားလေးပါရှိလေးပါလုံးပြေးတာညပကြီးပြေးတာဘာဖြစ်လို့ဆိုစစ်တပ်ကစစ်တောင်းထိုးလို့တဲ့ခွေးတွေဘယ်နှားရောက်နေပြီတဲ့ဟုတ်လားအခွေးတွေဆိုတာဘလူတယ်စဉ်းစားနေကိုယ့်အကူဘောကဆရာတော်ဦးရိုက်သူပြောတယ်လို့ပဲဟုတ်လား အားရင်ခံလဲရင်စားဆိုလိုပဲနော်လဲလူစားလဲဆိုလိုပဲအားတဲ့သူကတော့ခံလိုက်ရတာပေါ့ဗျာ PDF ကြီးအားတော့ခံလိုက်ရတာပေါ့နော် PDF ကြီးထောက်ဖို့တွေကတော့ဟုတ်လားမဟောင်းစီတို့ဘန်ဆယ်တို့ဟောင်းစီတို့တဲ့ကောင်ကျွန်တော်ထည့်ပြောမယ်ဟောင်းစီကဟိုတလောဘန်ဆယ်လိုနဲ့ပြောပြီးကာဘန်ဆယ်လိုအကြောင်းကြီးပြောပါတယ်ပေါ့ဗျာဘန်ဆယ်လိုဒီဒါတို့တော့မင်းလေးကြီးကထက်မြက်တဲ့ခါညာဆိုအတိုင်းနဲ့သူပြောပါလားအဲ့ချိန်မှာတော့ဘာလို့ဆိုဥပ္ပါပြင်မော်တော့တိတယ်ပေါ့လူလေးရောနေပြန်တယ်ဟုတ်လားမျက်ကြော်လိုကြတာသူကမတိဘူးဆိုတဲ့ပုံစံကိုပြောပါတယ်နော်မျက်ကြော်လိုကြောင်သူဥပ္ပါပြင်မော်ကြောင်မထည့်ပြောပါလားမျက်ကြော်ကြောင်သူပြောလို့ပေါ့မျက်ကြော်ကြောင်သူမပြောရဲဘူး အောက်ကမင်းမောင်ကတော်လှန်ရေးဘက်ကိုစံတစီကူညီဘူးလားညာငါပေါ့မင်းတို့တွေတွေးခွဲမယ်ဆိုရင်လေနည်းနည်းလေးအဆင့်တန်းပြင်းပြင်းလေးလေးတွေးခွဲအခုလူမြတ်ကျော်နဲ့ပန်ဆယ်လိုလေးဖြစ်နေတယ်ပန်ဆယ်လိုကလည်းတော်လှန်ရေးကိုလက်စင်ရှာဖွေထောက်ပံ့နေတဲ့သူလူမြတ်ကျော်လည်းတော်လှန်ရေးမှာဝန်းရံနေတဲ့သူအောက်ကမင်းမောင်နဲ့လူမြတ်ကျော်နဲ့ဘာဆိုင်လဲတူးလားတူးတူလူမြတ်ကျော်မှားရင်လူမြတ်ကျော်ခံသွားလိမ့်မယ်ငါဝင်ပြောစရာအကြောင်းမရှိဘူး တော်လံဘက်ချမ်းကဘယ်သူကိုကိုစီပြောတာမင်းမြင်ဘူးလေမြင်ဘူးလားဒီတော်လံဘက်ချမ်းမှာဘယ်သူတွေဘာပဲဖြစ်ဖြစ်ကိုစီပြောတာမြင်ဘူးလားငါဘာတို့မှမပြောဘူးငါပြောတာမင်းတို့ခွေးမျိုးတွေအဲ့အချမ်းပဲပြောတယ်တိလားတော်လံဘက်ချမ်းမှာကြိုက်တဲ့လူဖြစ်သွားပြီနော်ရှောင်းလို့ရတဲ့လူရှောင်းဝေးလေသူကသူပြည်သူဆုံးဖြတ်သွားလိုက်မယ်လူမျက်ကြော်မှန်တာလူမျက်ကြော်မှန်ရင်ပြည်သူလူမျက်ကြော်ဝင်ရလိမ့်မယ်ကိုလူမျက်ကြော်မှားရင်တူခံလိုက်မယ်ပန်းဆယ်လို့မှန်ရင်ပန်းဆယ်လို့ဒါရှိချင်းလေး ဒီကြားထဲမှာပြည်သူပဲဆုံးဖြတ်ကမှာနော်အေးတခုရှိတယ်မင်းတို့ဘက်နဲ့ဖြစ်လာပြီဆိုရင်တော့တိတ်လားပန်ဆယ်လိုနဲ့မင်းတို့ဘက်ကခွေးမျိုးအုတ်ကောင်မင်းမောင်နဲ့ဖြစ်ငါပန်ဆယ်လိုဘက်ကဝင်ဆောင်မယ်အခုပဲအချိန်မှာဗီဒီယိုဖိုင်ဖိုင်ရမူးနဲ့တင်ပေးမယ်နော်လူမျက်ကြော်နဲ့အုတ်ကောင်မင်းမောင်ဖြစ်လူမျက်ကြော်ဘက်ကငါပါမယ်ဘာဖြစ်လို့လဲမတူဘူးလေတိတ်လားအဲငါပေါ့အဲ့လောက်အဲ့လောက်အထိပ္ပယ်တော့မင်းမတိတာလားမင်းအုံနောက်ကအဲ့လောက်မတိလောက်တဲ့ပိမ့်ပိမ့်နေတဲ့အုံနောက်ဖြစ်သွားပြီလား တယ်ဗျာဘယ်လဲဟုတ်လားဘူးလို့ပလင်းလို့ဆိုလို့ဟုတ်လားဘူးတော့ပြောရမပြောရမျက်ကြောကြောက်တယ်မပြောဘူးမျက်ကြောဟောင်းစီကမတီးဝဲနေပါမလားဟုတ်လားမရင်းနေပဲနေပါမလားခဏလို့ပဲစဉ်းစားကြည့်ကြပါဟုတ်လားတော့ရတော့ဗျာဟိုတခိုးကြီးနဲ့တခိုးလေးခွဲပွာတာပေါ့နော်တခိုးမှကြီးကိုတခိုးလေးကကာဝဲပေးတာအကြောင်းမရှိပါဘူးနော်သူတို့တော့ AC ပဲ AC ပဲလဲတော့ AC AC ပဲနော်အဲ့တော့မင်းတို့ရဲ့အုံနောက်ကအဲ့ဒါပဲနော်ကိုလူမျက်ကြော်နဲ့တဲ့ငါစကားမပြောဘူးပန်ဆယ်လူနဲ့တဲ့ငါစကားမပြောဘူးနှစ်ယောက်လုံးတိလည်းမတိဘူး ူတို့လည်းသူတို့ခန္ဓာသူတို့အလုပ်သူတို့ဘဝနဲ့သူတို့နေနေကြတာငါလည်းငါခန္ဓာငါအလုပ်ငါဘဝနဲ့ငါနေနေတာအေးဒါပေမဲ့ဒီနှစ်ယောက်လုံးဟာတော်လှန်ဘက်အချမ်းကလူတွေတတ်မှတ်ထားတယ်ဒါပေမဲ့သူတို့ရဲ့လောက်ရက်တွေမှန်ရင်သူတို့ဟာတော်လှန်ဘက်အချမ်းမှာတော်လှန်ပြီးတဲ့အထိရှိလိမ့်မယ်မမှန်ရင်တော်လှန်ပြီးတဲ့အထိမရှိဘူးဒါကရှင်းရှင်းလေးအဲ့ဒါငါပြောစရာအကြောင်းမရှိဘူးလေငါတော်လှန်ရေးပဲအချမ်းလူကိုဘု து ့ကိုပြောတာမင်းမြင်ဘူးလေလို့ဟမ်တိလားတာဆန်ငါပေါ့တိလားဟမ်တာဆန်ပါရာဇီကတာဆန်ငါပေါ့နော် ခေါင်းစီလိုဘာမှအရေးချင်းမရှိတဲ့လူတယောက်ကတော့မှလူ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 ကံတော်ဖြစ်သွားတယ်ဆိုရင်နောက်တယ်လူကခဏတော့အမေရိကန်လိုနိုင်ငံမှာပဲငါပေါ့မွေးတဲ့ကလေဆွေနဲ့မျိုးနဲ့လာတာတိလာမင်းတို့ဟိုနေရာကတ်နေဒီနေရာကတ်နေတဲ့အစ်စ်မဟုတ်ဘူးတိလာကိုစီဆိုတော့ကောင်ထိုင်းနိုင်ငံမှာဆယ်စုနှစ်မကတော့နေတယ်ဘလို့ပုံစံနေတယ်လေ့လာကြည့်လိုက်နော်လေ့လာကြည့်လိုက်မင်းတို့ပြောလို့ပါကွတ်ကွတ်တီကိုပကံစေးတာဟုတ်လားအေးအေးလေ့လာကြည့်လိုက်ပါ တိလာနော်ငါပေါမိငါတနာတယ်တောတနာနဲ့ငါမျိုးငါမိဖို့ကလေးကကြိတ်မနိုင်ခင်မြန်ဖြစ်နေငါတိတယ်ငါတိတယ်အဲ့တော့မင်းကငါကြည်တာတိတယ်မင်းမင်းစိတ်ထဲမှာငါ့ကိုဗဂျိုးပကြီးဖြစ်နေတာတိလာအမီးဟိုခွေးတကောင်အမီးနင်းလိုက်လို့ခံစားတော့ရတဲ့ခံစားမှုမျိုးမင်းရဲ့ရင်ဘတ်ထဲမှာခံစားနေတာငါကိုယ်တော့ကောင်းကောင်းတိတယ်ငါပေါတိလာဒါပေမဲ့မင်းရဲ့ယူတုံးမရတဲ့အဲ့ဒီအပူလုံးကြွလာတယ်ကို ငါတနေ့တော့ဖြည့်စင်နိုင်ပေးမယ်ဖြည့်သိပ်ပေးနိုင်မယ်လို့ငါယုံကြည်တယ်ဟဲ့အောင်တိလားမကြတော့ဘူးမင်းလက်လက်ရောက်မယ်နော်တိလားဘယ်ဘယ်ကဆက်တယ်ဒီလိုတိုက်ကြီးတွေဆိုင်ကြီးတွေဘယ်လိုဝင်နိုင်မှာတော့ဘယ်ကငွေနဲ့ဝင်နိုင်မှာတော့ထိုင်းလို့ကွင်းလို့တိုက်ခတ်ဝယ်ဖို့တော့မလွယ်တဲ့အနေအထားတစ်ခုလေဗျာဒါပေမဲ့မခိုးဘူးလို့ဘယ်သူကဟုတ်လားဒါပေမဲ့ဥမာစိုးကြပါဆိုဗျာတသိန်းဖို့ဗျာတသိန်းဖို့ဆိုလို့ရှိရင်တသိန်းဖို့အလူခံတော့လားတသိန်းရလို့ရှိရင်တသောက်ပဲလူနဲ့ကိုတော့အိတ်ချက်ထည့်လိုက်မယ်ဗျာကျွန်တော်တို့စဉ်းစားကြည့်နော်အဲ့တော့ PDF အဲ့လိုထည့်လို့ရလား ထည့်လို့ရတယ်ထည့်လို့ရရင်လာနောက်လာကြရင်ငါတည်းဝင်နေစီးရင်မင်းတို့ငါပေးမယ်ကွာနော်အဲ့ဒါနေနှုတ်ကနေစီးရင်မှတ်ပြီနော်ငါလည်းငါဖုံးမှာနှုတ်ကနေမှတ်တယ်ပြီးရင်အဲ့လိုစီးရင်ဖြောင်ပြဖြောင်လို့ရမှာဘာလို့ဆိုတော့ငါရှင်းတန်းထုတ်ကြတဲ့ပုံစံမင်းငါပြတယ်ဥဒမာဆိုရင်73ရက်2လ2025မှာ72ရက်3025ဒါမျိုးရှင်းတန်းငါလာတိုင်းထုတ်တယ်နော်ငါအကောက်တွေမှာလာတိုင်းရှင်းတန်းတင်ပေးတယ်အဲ့ဒါမှလှူတဲ့သူတဦးချင်းစီနာမည်နော်1500 4000 2800 320 900စသဖြင့်နော်နာမည်နဲ့ နော်ဒီမှာနာမည်နဲ့တွေ့ရနော်အေးအဲ့ဒါအားလုံးပေါင်းဘလောက်ဘယ်နှဦးလှူထားတဲ့အဲ့ဒီစင်ရင်အကုန်ရိုက်ပြတယ်ရိုက်ပြပြီးအားလုံးပေါင်းကဘလောက်ရတယ်ဒီမှာအားလုံးပေါင်းဘလောက်ရတယ်နော်အဲ့ဒီရတဲ့ငွေတွေကိုဘယ်အဖွဲ့တွေကိုချပေးတယ်အဖွဲ့ချပေးတဲ့အဖွဲ့စရင်နော်အားလုံးပေါင်းရတဲ့ငွေစရင်နော်မင်းတို့နာမည်တွေမပါလိုက်ရင်လာပြောလို့လည်းပြောထားတယ်တော့အဲ့ဒါဒီထဲမှာတဘောအခုဒီမှာစီလုံးချင်းအမှန်အဖွဲ့၄000လေးရအဲ့၄000လေးရကိုငါတုံးလိုက်မယ်ဆိုရင်ဒီထဲမှာနာမည်ပါလို့မရတော့ဘူးဟုတ်တယ်နော် အဲ့တော့နာမည်ပါလို့မရတော့လူနဲ့သူကလာစစ်မယ်ဆိုသူ့နာမည်မပါရင်လာပြောမှာပဲငါ့ကိုပြက်တနာရှာပါအကိုစီနာမည်မပါလာဘူးဖြစ်လာမှာပဲအဲ့ဒါဆိုခိုးလို့ရတာခိုးပြပါလားငါ့ကိုဟမ်ခိုးပြပါလားဟမ်လာ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 ကြည့်မနေနဲ့လာငါပေါ့ဟမ်မင်းကြည့်နေတာငါသိတယ်ငါပေါ့လေငါပေါ့လေညံလေးတထွာတမိုက်နဲ့နော်မင်းဘဝကြီးကတနာဝယ်ကောင်းပါလေဟမ်တမကြည့်လိုက်နော်လာစစ်ရှင်းတယ်ကြည့်လိုက်ကြည့်လိုက် နော်ဒါ line ပေါ်မှာလည်းရှိတယ်နော်အဟမ်းအကုန်ရှိတယ်ဒါလောဆယ်တမဒီနာတစ်ဆိုင်ကယူလိုက်တာနော်ရှင်းတယ်နော်အေးအဲ့လိုမလုပ်ထိုင်းရင်မင်းတို့ကောင်မျိုးတွေဟောင်လို့နောက်ကျောဓာတ်နဲ့ထိုးလို့ငါတို့လဲဝါးကြပြီမသိလားအဲ့လို data အတိကျလုပ်ပေးထားတာနော်တက်မလာနဲ့အလောင်းနဲ့ပါပိတ်ရည်လို့သွား32ချောင်းဥပဒေကလှည့်သွားလိုက်မသိလားအခုပရမဆုတင်ဆက်ပေးခြင်းတဲ့တင်ကတော့တင်းတိုင်းတိုင်းဒဝဲမြို့နယ်မှာ အချက်ဖက်စစ်တပ်ကစစ်ကြောင်းထိုးတဲ့အချိန်ထွက်မပြေးနိုင်တဲ့ပြည်သူတွေကိုပစ်တပ်ပြီးရွာလုံးကျွတ်မိရှုခဲ့တဲ့အကြောင်းကိုအလင်းဝင်လာတဲ့တပ်သားမောင်ဝေဆိုသူကဝန်ခံထားတဲ့အပြင် PDF 12ဦးလောက်နဲ့သာခုခံတိုက်ခိုက်မှုကိုအင်အားရာချီတက်လာပြီးဆိုပြီးစစ်တပ်စစ်ကြောင်းတစ်ခုလုံးထွက်ပြေးခဲ့ကြတဲ့အကြောင်းတွေကိုလည်းဝန်ခံထွက်ဆိုထားပါတယ်တဲ့ကိုပြောပါတယ်စက်တင်ဘာလ20ရက်နေ့ကပဲစလင်းမြွနယ်ကနွဲ့တမဲတံတားမှာအခြေပြုတဆွဲထားတဲ့အကြံဖက်စစ်တပ်ရဲ့ခလရ1954တရင်မှာအပုတ်ခံထားရတဲ့ စစ်မှုနဲ့တတတဲ့ထက်မြက်ထုံးဆိုသူဟာတနက်တလက်နဲ့အတူဒေါ်လန်ရဲ့တက်ရစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတစ်ထမြက်ထုံးဆိုသူဟာတော်လန်ရေးထောက်ပို့လုပ်နေရင်းနဲ့အချမ်းဖတ်စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးတာကိုခံရပြီးတဲ့နောက်စစ်တင်နဲ့မှတက်ရောက်ခဲ့ပြီးမှရှေ့တန်းတရင်ကိုအပုတ်ခံရတဲ့အချိန်အခွင့်ရေးရတာနဲ့အခုလိုတော်လန်ရေးတပ်တွေစီကိုလက်နက်ပါယူလာပြီးအလင်းဝင်ရောက်လာတာဖြစ်တယ်လို့ပြောထားပါတယ်။လက်ရှိမှာတော့ အဲ့ဒီလိုလင်းဝင်လာတဲ့စစ်မှုထတာတစ်ထက်မြတ်ထွန်းဆိုသူကိုတော်လန်ရေးတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုထားပြီးလက်နက်ပါပါလာတဲ့အတွက်စုငွေနဲ့ချင်းမြင့်ပေးထားပါတယ်လို့မင်းဘူးခိုင်ပီဒီအမှတ်ငါတက်ရင်ရတာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့အကျက်ဖက်စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုဘူပေါင်းပါဝင်လှုပ်ရှားနေတဲ့ရန်ကုန်မြို့ကဗဟန်းမြို့မှာရဲစခန်းကိုမြို့ပြတော်လန်ရေးရဲဘော်တွေကလက်ပစ်ဘုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့တာဝန်ခံကရန်ကုန်ခေတ္တကိုပြောပါတယ် ဒါကတော့စတင်ပါလ29ရက်နေ့ဖြစ်တဲ့မနေ့ကည10:00နာရီလောက်မှာပဲရန်ကုန်မြို့ဗဟန်းမြို့နယ်ကအချက်ဖတ်စစ်တပ်ရဲ့ဗဟန်းမြို့မှာရဲစခန်းကိုမြို့ပြတော်လန်ရဲရဲဘော်တွေကလက်ပစ်ပုံးနှလုံးနဲ့ပစ်သွင်းတိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခတ်မှုအတွက်ရဲစခန်းဝင်းနဲ့ကလုံခြုံရေးရဲကင်းတဝိုက်မှာဘုံတိတွေကြောက်ရောက်ပောက်ကွက်ခဲ့ပြီးထိခိုက်မှုတွေရှိထားတဲ့အကြောင်းကိုပါကနဦးတိထားရတယ်လို့ Operation Flame အဖွဲ့ရဲ့တာဝန်ခံကပြောထားပါတယ်။အဲဒီဗဟန်းမြို့မှာရဲစခန်းဟာ အချက်ဖက်စစ်တပ်ကလုံမဲ့အတူရောက်ရွေးကောက်ပွဲအတွက်ပူးပေါင်းပါဝင်လှုပ်ရှားနေပြီးပြည်သူတွေကပါနှီးပေါင်းဆုံးနဲ့အနိုင်ကျင့်ဖိနှိပ်နေတဲ့စခန်းဖြစ်တဲ့အတွက်အခွင့်အရေးရတာနဲ့အဲ့ဒီလိုစစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုထပ်မံတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေမှာဖြစ်တယ်လို့ Operation Flame အဖွဲ့ရဲ့တာဝန်ခံကပြောထားပါတယ်။လက်ရှိရန်ကုန်မြို့မှာစစ်တပ်ကသူတို့လုံမဲ့အတူရောက်ရွေးကောက်ပွဲအတွက်လုံခြုံရေးတွေကိုအရင်ထပ်ပို့ပြီးတင်းကျပ်ထားတဲ့ကြားကဒေါ်လာရေးပေါ်တွေကလည်းအခွင့်အရေးရတာနဲ့အခုလိုတိုက်ခိုက်မှုတွေကိုဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါလိမ့်ခင်ဗျ။တစ်ဖက်မှာတော့ အာကတတော် AA ထင်းချုပ်ရဒေသတွေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကတိကြိုက်သိဆုံးမှုတွေအဆမတန်များနေတဲ့အတွက်ဂျပန်စစ်တပ်ကလေကြောင်းရေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေနေ့စဉ်ရက်ဆက်ပြုလုပ်နေမှုကြောင့်ပြည်သူတွေသတိပြုနေထိုင်ကြဖို့အာကတတော် AA ကနေဒီကနေ့စက်တင်ဘာလ30ရက်နေ့မှာအရေးပေါ်သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။တစ်ဖက်မှာတော့အဂျပန်စစ်တပ်ကရခိုင်ပြည်နယ်မှာရိုဟင်ဂျာတွေရဲ့ခြေရွာတွေ၊ဗလီတွေ၊မြေယာအိုးအိမ်ပိုင်ဆိုင်မှုတွေကို စနစ်ကြဖြစ်စီပြီးနေကြဆောင်တက်စကန်တွေဆောက်လုပ်ခဲ့တယ်လို့အဲ့ဒီမှာအကျိုးမြတ်ရယူခဲ့တဲ့အဖွဲ့တွေတဲ့ Asia War Company နဲ့အမျိုးသားကြီးပွားတိုးတက်ရေး Company အပါအဝင်စီးပွားရေးလုပ်ငန်းတွေပါဝင်နေတယ်လို့လွတ်လပ်သောစုံစမ်းစစ်ဆင်မှုရန်နေရာ WBA IWM ရဲ့အစီရင်ခံစာမှာတရားဝင်ထုတ်ဖော်ထားပါတယ်။အဲ့ဒီအစီရင်ခံစာကိုတော့စတင်မလာ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆင်မှုရန်နေရာ WBA IWM ကထုတ်ပြန်လာတာဖြစ်ပြီးအဲ့ဒီထဲမှာအချမ်းဖက်စစ်တပ်နဲ့အတူ အကျိုးမြတ်ရခဲ့တဲ့လူပုဂ္ဂိုလ်အဖွဲ့စည်းတွေကိုပါထုတ်ဖော်ထားပါတယ်။တပည့် IWM ရဲ့အစီအစဉ်ကစာမှာပြောထားတာကမြန်မာနိုင်ငံမှာပြီးခဲ့တဲ့2018ခုနှစ်အတွင်းမှာရခိုင်ပြည်နယ်ကရိုဟင်ဂျာတွေရဲ့နေအိမ်တွေ၊လယ်ယာတွေ၊ဗလီတွေနဲ့အခြားပိုင်ဆိုင်မှုတွေကိုအကြမ်းဖက်စစ်တပ်ကဖျက်ဆီးခဲ့တာတွေနဲ့တင်းယူခဲ့တာတွေကိုဖော်ပြထားပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ကရိုဟင်ဂျာတွေကာလကြာရှည်တည်ရှိခဲ့တဲ့အထောက်အထားအလုံးကိုဖျက်ဆီးဖို့ အဲ့ဒီရိုဟင်ဂျာတွေရဲ့နေရာတွေမှာနေဂျာဇောင်းတက်အခြေစိုက်စခန်းတွေကိုပါဆောက်လုပ်ခဲ့တယ်လို့အဲ့ဒီဖြစ်စဉ်တွေကနေအကျိုးမြတ်တွေရခဲ့သူတွေကလည်းစစ်တပ်နဲ့အတူအေရှာဝေါ်ကမ်ပဏီနဲ့အမျိုးသားကြီးပွားတိုးတက်ရေးကမ်ပဏီအပါအဝင်စီးပွားရေးလုပ်ငန်းတွေပါပါဝင်နေတာတွေကိုတပည့် IMWM ရဲ့အစီအကံစာမှာတရားဝင်ထုတ်ဖော်ထားပါတယ်။အခုလိုမြန်မာနိုင်ငံမှာပြီးခဲ့တဲ့2018ခုနှစ်ကရခိုင်ပြည်နယ်အတွင်းအကြမ်းဖက်စစ်တပ်ရဲ့ရိုဟင်ဂျာတွေအပေါ်မြေယာနဲ့အိုးအိမ်တွေဖျက်ဆီးခဲ့မှု တင်ယူခဲ့မှုတွေနဲ့ပါဝင်ပတ်သက်သူတွေပါပါတဲ့အစီရင်ခံစာကိုအခုစက်တင်ဘာလ30ရက်နေ့ညူယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာရိုဟင်ဂျာအရေးပါမဲ့ဆွေးနွေးပွဲညီလာခံမတိုင်မီထုတ်ပြန်လာတာပဲဖြစ်ပါတယ်။ဒါကလည်းအဓိကအဲ့ဒီကုလသမဂ္ဂဌာနချုပ်ညီလာခံမှာမြန်မာနိုင်ငံရဲ့အချက်ဖက်စစ်တပ်ကရိုဟင်ဂျာတွေအပေါ်ကျူးလွန်မှုတွေကိုနိုင်ငံတကာကအာရုံစိုက်မှုရဖို့ရည်ရွယ်တာဖြစ်တယ်လို့လဲ WIN WM ရန်ရအကြီးအကဲနီကိုလတ်စ်ခွန်ဂျန်ကပြောထားပါသေးတယ်။ ။တရှိ WIWM ရဲ့အစီအကံစာမှာအချမ်းဖက်စစ်တပ်ရဲ့ရိုဟင်ဂျာတွေအပေါ်ကျူးလွန်မှုတွေကိုကိုယ်တိုင်တွေ့ကြုံခဲ့ရဒူဘီရဲ့တပ်သေးထွက်ဆိုချက်တွေဂျိုဒူပုံရိပ်တွေဗီဒီယိုမှတ်တမ်းတွေတရားဝင်မှတ်တမ်းတွေနဲ့တပ်သေးကန်စာရွက်စာတမ်းတွေပါအစီအကံစာတဲမှာပါရှိတယ်လို့လည်းသိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့အချမ်းဖက်စစ်တပ်ကရေဦးဒဇယ်နဲ့စင်ကူးမြို့နယ်တွေမှာရသပြည်သူတွေနေထိုင်ရာနေရာတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်ရသပြည်သူ၄ဦးထပ်မင်းနဲ့တေဆုံထားပြန်တယ်လို့ ေတာတွင်သတင်းရင့်မြစ်တွေကရန်ကုန်ခေတ်တကိုပြောပါတယ်။ဒါကတော့စက်တင်ဘာလ29ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲပြည်ဦးလင်းမြို့နယ်အုံချောကျေးရွာအနီးကရှစ်ထက်ရေတကွန်တောင်ကိုရုရှားနိုင်ငံသားတွေအပါဝင်အမျိုးသားအမျိုးသမီး14ဦးတွားရောက်ရေကစားခဲ့ကြတယ်ဆိုပါတယ်။အဲ့ဒီအချိန်ရေကစားနေရင်းနဲ့လူ9ဦးဟာတုံးတက်ရေတကွန်ကိုပြုတ်ချသွားပြီးမြန်မာနိုင်ငံသားအမျိုးသမီး2ဦးနဲ့နိုင်ငံခြားသူ2ဦးသေဆုံးသွားတယ်လို့အဲ့ဒီရုပ်လောင်းနှလောင်းကိုပြန်တွေ့ထားပြီးနောက်ထပ်ရုရှားနိုင်ငံသားတအူးကတော့မတိသေးပဲကယ်ဆယ်နိုင်ခဲ့ပြီမြေ ောက်တဲ့အမျိုးသမီးနှစ်ဦးကတော့ပျောက်ဆုံးနေဆဲဖြစ်တယ်လို့လက်တော်ရှာပွေကဲဆဲရေးလုံနေသူတဦးကဒီကနေ့မနက်ပါပဲရန်ကုန်ခေတ်တိကိုပြောထားပါတယ်အဲ့ဒီဖြစ်စဉ်မှာရုရှားနိုင်ငံသားတွေလည်းပါနေတဲ့အတွက်အကြမ်းဖက်စစ်တပ်ကမန္တလေးတိုင်းမြန်မာနိုင်ငံလူမှုကဲဆဲရေးအဖွဲ့ကနေရှာပွေကဲဆဲရေးရင်နဲ့ရှာပွေကဲဆဲရေးအဖွဲ့ဝင်တွေအပါအဝင်မြို့နယ်နဲ့နေမိကန်အဖွဲ့တွေကပါရှာပွေပေးရင်နဲ့ရုရှားနိုင်ငံသားတဦးကိုအသက်မသေးခင်ခြေထောက်ကျိုးနေတဲ့ပုံစံနဲ့ကဲတင်နိုင်ခဲ့ပြီး ကျန်တဲ့နှစ်ဦးကတော့သေသွားတဲ့ရုပ်လောင်းတွေပဲပြန်ရတယ်လို့ရှာဖွေကယ်ဆယ်ရေးလုပ်နေသူတဦးကရှင်းပြထားပါတယ်။လောလောဆယ်တော့အသက်မသေးပဲခြေထောက်ကျိုးတဲ့အတိုင်းပြန်တွေ့ထားတဲ့ရုရှားနိုင်ငံသားနဲ့သေဆုံးသူနှစ်ဦးရဲ့ရုပ်လောင်းတွေကိုဗျူးလင်းစေယုံကြီးမှာပို့ထားတယ်လို့လည်းသိရပါတယ်ခင်ဗျ။ကျွန်တော်ရဲ့ channel ကိုတည်တည်ဆိုရင် like and subscribe ပေးခဲ့ဖို့မမေ့ကြပါနဲ့။ကြည့်ရှုပေးတဲ့သူတိုင်းကိုလည်းအထူးကျေးဇူးတင်တယ်လို့လည်းထပ်မပြောကြရဲ like ပါတယ်။